ကဲဒါဆိုလို့ရှိရင်တော့ဒီချေတို့သတ္တဝါဆဲများတစ်ရှူးများအင်္ကာများနဲ့အင်္ကာအဖွဲ့စည်းများအကြောင်းလေးကိုဆက်ပြီးတော့ကြည့်ရအောင်နော်ကဲအဲ့တော့ဆဲတွေမှာဆိုလို့ရှိရင်တော့တက်ရှိတွေရဲ့အသေးဆုံးအခြေခံ unit ပဲဖြစ်ပါတယ်အဲ့တော့ဆဲတခုတည်းရှိတဲ့သတ္တဝါတွေဟာဥပမာအမီးပါသူကတော့တဲ့ဘဝရှင်သန်နိုင်ရန်လုပ်ငန်းများအားလုံးကိုသူကဆဲတခုတည်းနဲ့လှုပ်ဆောင်တယ်အဲ့တော့ဆဲများစွာရှိတဲ့သတ္တဝါတွေမှာဆိုရင်တော့ ဥပမာလူမြောက်เนาะသူတို့မှာဆိုလို့ရှိရင်တော့မတူညီတဲ့ဆဲတွေကမတူညီတဲ့လုပ်ငန်းတွေကိုသူတို့ကပူးပေါင်းပြီးတော့မှ အတူတကွာလှုပ်ဆောင်တယ်။ကဲနောက်တစ်ခုကတော့ဆဲများအဲ့တော့ဆဲမျိုးမျိုးရှိတဲ့တက်ရှိတွေမှာဆိုလို့ရှိရင်တော့အမျိုးအစားတူညီတဲ့ဆဲတွေရှိတဲ့ကဲတို့ အမျိုးအစားမတူညီတဲ့ဆဲတွေလည်းရှိတယ်။အဲ့တော့ပုံသဏ္ဍာန်တိဆောက်ပုံနဲ့လုပ်ငန်းတွေဟာမတူညီကြပါဘူး။ဥပမာဆိုရင်အာယုံကျော်ဆဲ အေးပြားဆဲတွဲဆက်ဆဲကြွက်သားဆဲအဲ့တော့တူညီတဲ့ဆဲတွေဟာဆိုလို့ရှိရင်တော့လုပ်ငန်းတစ်ခုကို အတူတကွာလှုပ်ဆောင်ကြတယ်တ िश ူများတရဝါတွေမှာဆိုလို့ရှိရင်တော့တူညီတဲ့ဆဲတွေဟာစုပေါင်းပြီးတော့မှတ िश ူအလွှာတစ်ခုဖြစ်ပေါ်လာပြီးတော့မှတိကျတဲ့လုပ်ငန်းတစ်ခုတည်းကိုသာသူကလှုပ်ဆောင်ပေးတယ်ဥပမာကြွက်သားဆဲများ ပေါင်းဆက်၍ကြွက်သားတ िश ူဖြစ်လာပြီးတော့မှ ကြုံခြင်းဆန့်ခြင်းတွေကိုသူကပြုတ်လုံနိုင်တယ်။အခြားတ िश ူများမှာဆိုရင်တော့ဟုတ်ပြီနော်။အယုအာယုံကြောသွေးအရေပြားတွယ်ဆက်တ िश ူစသည်လိုပဲဖြစ်တယ်။အင်္ဂါများတရဝါတွေမှာဆိုရင်တော့မတူညီတဲ့တ िश ူများ စုပေါင်း၍အင်္ဂါတစ်ခုဖြစ်လာပြီးတော့လုပ်ငန်းများကို စုပေါင်းသူကလှုပ်ဆောင်ပေးတယ်။ဥပမာကြောက်ကဟာအင်္ဂါတစ်ခု ဖြစ်ပြီးတော့ရင်းတွင်ကြွက်သားတ िश ူ အာယုံကျော်တ िश ူနဲ့တွယ်ဆက်တ िश ူလိုနဲ့သူ့ကို ဖွဲ့စည်းထားပြီးတော့ကိုယ်ခန္ဓာအတွက် မလိုအပ်တဲ့အရာတွေကိုရင်းအင်ကတ िश ူများကစူပေါင်းလှုပ်ဆောင်ပြီးစီအဖြစ်စွန့်ထုတ်ပေးတယ်။အဲ့တော့အခြားအင်ကများမှာတော့အဆုပ်နှလုံးအစာရင်အသည်မျိုးပွားအင်ကစသည်လိုပဲဖြစ်ပါတယ်။ကဲနောက်တစ်ခုကတော့အင်ကအဖွဲ့စည်းများအင်ကအဖွဲ့စည်းများမှာဆိုရင်တော့ မတူညီတဲ့အင်္ဂါအစဲပိုင်းများစုပေါင်း၍အင်္ဂါအပွဲစည်းများ ဖြစ်ပေါ်လာပါတယ်။ဥပမာအညစ်အကြေးစွန့်အင်္ဂါအပွဲစည်းမှာဆိုလို့ရှိရင်တော့အင်္ဂါများဖြစ်တဲ့ကြောက်ကန် CA C ပြွန်စတဲ့အင်္ဂါများနဲ့သူ့ကို ဖွဲ့စည်းထားပြီးတော့စီးစွန့်ခြင်းလုပ်ငန်းတွေကိုလှုပ်ဆောင်ပေးပါတယ်။ဒါတို့သမီးတို့ရဲ့ចောင်းသုံးဖက်ဆောင်မှာပါတဲ့စာမျက်နှာ20ရ ပုံ130ကပုံလေးပေါ့နော်ပုံကတော့တကယ်တော့ဘာဖြစ်လဲပုံ130ကအငြိကျေးစွန်းအင်္ဂါအဖွဲ့စည်းများအဆင့်အဆင့်ဖြစ်ပေါ်လာပုံကိုတောင်းသူမျိုးတို့ကြည်ပါဦးကဲဒါဆိုရင်ဒီကျေကဆက်ပြီးတော့ရှင်းပြပေးမယ်နော်အဲ့တော့ပုံ130မှာဆိုရင်တရဝါတွေမှာရှိတဲ့အဓိကကြတဲ့အင်္ဂါအဖွဲ့စည်းများမှာဆိုရင်တော့အစာချေသွေးလဲအသက်ရှူအာယုံကျောင်းအင်္ဂါအဖွဲ့စည်းစသည်လိုပဲဖြစ်တယ်အဲ့တော့သက်ရှိတွေရဲ့ခန္ဓာကိုယ်ကို မတူညီတဲ့အင်္ဂါအဖွဲ့အစည်းများစုပေါင်း၍တက်ရှိတွေရဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ကြတယ်။အဲ့တော့တချို့ကြည့်ပါ။ချားနာတဲ့ဆဲမျိုးမျိုးရှိတဲ့အမမတချို့ကျော်သားဆဲ၊အာယုံကျော်ဆဲပြီးအဖုံးအကာဆဲဆိုတဲ့အပီတီလီယန်ဆဲပေါ့နော်။နောက်တစ်ခုကတွယ်ဆဲဆဲ။အဲ့ဒီဆဲတွေကနေမှပေါင်းသွားတော့မှတချို့တွေကဖြစ်နေတယ်။ရှူးဖြစ်လာမယ်။အဲ့ဒီတရှူးတွေအကုန်လုံးပေါင်းဆက်တော့မှနော်မတူညီတဲ့တရှူးတွေပေါင်းဆက်တော့မှတချို့အင်္ဂါတစ်ခုဖြစ်မယ်။အဲ့ဒီအင်္ဂါကနေမှတချို့ကကြောက်ကက်ပြီး C8 စီးပြုံဒီလိုမျိုးအကုန်လုံးပေါင်းသွားတာကိုတချို့ကအဲ့ဒီလိုမျိုးတစ်ခုချင်းတစ်ခုချင်းစီကိုတော့တချို့အင်ကာများခေါ်ပြီးတော့မှသူတို့တွေအကုန်လုံးပေါင်းဆက်သွားပြီဆိုရင်တော့တချို့ကအင်ကာအဖွဲ့အစည်းဆိုပြီးတော့မှဖြစ်ပေါ်လာတယ်အဲ့ဒါကတော့တချို့ကကုနာပြောတယ်အငြိစုစုံအင်ကာအဖွဲ့အစည်းအစစ်စစ်ဖြစ်ပေါ်လာပုံလေးပဲဖြစ်တယ်နော်ကဲဒါဆိုရင်တအားသမီးတို့လုပ်ငန်းတစ်ကလေးကိုကြည့်ပါဦးလုပ်ငန်းတက်ကလေးကတော့တအားသမီးတို့ရဲ့အကြောင်းသုံးဖတ်စာအောင်မှာပါတယ်။စာမျက်နှာ20ကပုံနှစ်စက်တက်ကပုံလေးကိုကြည့်ပေးပါ။ဟုတ်ပြီနော်။ကဲဒါဆိုရင်ဒီကျောလုပ်ငန်းတက်ကလေးဆိုင်အောင် အမျိုးတူတဲ့တခြားတို့ဆဲတွေကပေါင်းဆက်ပြီးတော့မှချစ်ပေါ်လာတဲ့အဆူဝေးကိုမြည်သို့ခေါ်တဲ့နီးတဲ့တခြားတို့ဘာဖြစ်လဲအမျိုးတူတဲ့ဆဲတွေပေါင်းဆက်လို့ရှိရင်ဘယ်လိုခေါ်မလဲဟုတ်တယ်တရှုလို့ခေါ်တာပေါ့ကဲအဲ့တော့ချားနာတဲ့တရှုတွေတခြားတို့ဖွဲ့စည်းထားတဲ့အင်္ဂါတစ်ခုကိုတခြားတို့ကိုဘာဖြစ်လဲအမည်ကိုဖော်ပြပေးပါတဲ့အဲ့တော့ချားနာတဲ့တရှုလေးတွေဖွဲ့စည်းထားတဲ့အင်္ဂါတစ်ခုရဲ့အမည်ကဘာဖြစ်မလဲဟုတ်တယ်တခြားကကြောက်ကက်ဟုတ်ဘူးနော်ကြောက်ကဖြစ်တယ်အဲ့တော့အောက်မှာပေးထားတဲ့အမည်တွေကိုကြည့်ပြီးတော့မှပုံ နှစ်ဆက်တင်မှာဆိုလို့ရှိရင်ကွက်လက်လေးတွေကိုတောက်သမီးတို့ဖြစ်ဆွက်ပေးပါတဲ့အဲ့တော့ CA C ပြွန်ကြောက်ကအငြိကျဆွန်အင်္ဂါဖွဲ့စည်းဆိုပြီးတော့ပေးထားတယ်ကဲဒါဆိုရင်တခြေတို့ဖြစ်ကြည့်အောင်တစ်ကလေးကဘာဖြစ်မလဲဟုတ်တယ်ကြောက်ကနှစ်က C ပြွန်၃ကော CA အဲ့ဒါဆိုရင်တခြေတို့၄ကဘာဖြစ်မလဲဟုတ်တယ်အငြိကျဆွန်အင်္ဂါအဖွဲ့စည်းပဲဖြစ်တယ်နော် လုပ်ငန်းနှစ်ကဲအဲ့တော့လုပ်ငန်းနှစ်ကလေးမှာဆိုရင်တော့တကယ်လို့ပေးထားတဲ့ပုံနှစ်ဆက်နှစ်ကိုလေ့လာပြီးတော့မှဈေးမှတရှိအထစ်အစစ်စစ် ဖွဲ့စည်းဖြစ်ပေါ်လာပုံကိုတကယ်လို့အမက်စင်အလိုက်ဖော်ပြပေးပါကဲအဲ့တော့တကယ်တို့က1 2 3 4 5ပုံလေးပေးထားတယ်။ကဲဒါဆိုရင်တကယ်တို့တွေပြောကြည့်ရအောင်။နံပါတ်1ကဘာဖြစ်မလဲ ုတ်တယ်ဆယ်ကဲနံပါတ်1ပုံလေးရပါဖြစ်မလဲဟုတ်တယ်တ िश ူးပုံလေးနံပါတ်3လေးရအောင်ဟုတ်တယ်နံပါတ်3လေးရတော့အင်္ဂါနံပါတ်4ပုံလေးကိုကြည့်ပါအောင်ဟုတ်တယ်နံပါတ်4ပုံလေးရအင်္ဂါများနံပါတ်5ရောဟုတ်ပြီနံပါတ်5တချို့အင်္ဂါတွေအကုန်လုံးပေါင်းစည်းသွားပြီနော်စုပေါင်းသွားပြီဘာဖြစ်မလဲဟုတ်တယ်အစာချင်းအင်္ဂါအဖွဲ့စည်းဖြစ်သွားပြီ ဒါလေးကတော့တချို့တို့ဆဲကနေပါတချို့တို့တက်ရှိအစင်စင်เนาะတက်ရှိအစင်စင်ဖြစ်ပေါ်တချို့တို့ဖွဲ့စည်းဖြစ်ပေါ်လာပုံလေးပဲဖြစ်တယ်ကဲဒါဆိုရင်ဒီကျေတို့အဓိကချက်ကလေးကိုကြည့်ရအောင်အဓိကချက်များအဲ့တော့ဆဲဒီမှာဆိုရင်တက်ရှိတို့ရဲ့အသေးဆုံးအခြေခံ unit ပဲဖြစ်တယ်တတဝများတွင် က်ဆဲတွေဟာစုပေါင်းပြီးတော့မှတ िश ူးအလွှာတစ်ခုဖြစ်ပေါ်လာတယ်။အဲ့တော့မတူညီတဲ့တ िश ူးတွေပေါင်းဆက်လို့ရှိရင်တော့အင်္ဂါတစ်ခုဖြစ်ပေါ်လာမယ်။အဲ့တော့မတူညီတဲ့အင်္ဂါနဲ့အင်္ဂါအစဲပိုင်းတွေဟာပေါင်းဆက်ပြီးတော့မှအင်္ဂါအဖွဲစီဖြစ်လာကတိကျတဲ့လုပ်ငန်းအသီးသီးရှိပြီးတော့မှရင်းတို့အချင်းချင်းစုပေါင်းလှုပ်ဆောင်မှသာတကယ်လို့တက်ရှိတို့ရဲ့လက္ခဏာကိုပြတာပဲဖြစ်ပါတယ်။ ကဲဒါဆိုရင်ဒီချက်တို့ဆက်ပြီးတော့ကြည့်ရအောင်เนาะအဲ့တော့လူရဲ့ကိုရင်ကများနဲ့အင်္ဂါအဖွဲစည်းများအဲ့တော့လူရဲ့အင်္ဂါတွေဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့မှအင်္ဂါအဖွဲစည်းများဖြစ်ပေါ်လာတယ်အဲ့တော့အဖွဲစည်းတစ်ခုစီရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ပုံတွေကိုတချို့လူဇယားမှာ ဖော်ပြပေးထားပါတယ်။နော်။လူဤအင်္ဂါအဖွဲစည်းများနဲ့လုပ်ငန်းများကိုတချို့ဇယားလေးပေးထားတယ်။ဇယားလို့ကြည့်ပြီနော်။အဲ့တော့အင်္ဂါအဖွဲစည်းပြီးရင်ပါဝင်တဲ့အင်္ဂါများပြီးရင်လုပ်ငန်းများ။ကြည့်တော့အင်္ဂါအဖွဲစည်းမှာဆိုရင်တော့ အာယုံကျော်အင်္ကာအဖွဲ့စည်းအဲ့တော့အာယုံကျော်အင်္ကာအဖွဲ့စည်းမှာတော့ပါဝင်တဲ့အင်္ကာတွေကဘာတွေလဲဆိုရင်တော့အုံနောက်ကြောရိုးနှပ်ကြောမှာပြီးရင်အုံနောက်ထွက်နှပ်ကြောပြီးရင်ကြောရိုးထွက်နှပ်ကြောလုပ်ငန်းများမှာဆိုလို့ရှိရင်တော့လှုပ်ဆောင်မှုကိုလက်ခံ၍ပြန်လဲတုံ့ပြန်ပေးခြင်းကဲနောက်ထပ်အင်္ကာအဖွဲ့စည်းတစ်ခုကတော့အသက်ရှူအင်္ကာအဖွဲ့စည်းဖြစ်တဲ့သူရဲ့ပါဝင်တဲ့အင်္ကာတွေကတော့ပါဇက်နှာခေါင်းလေကြောင် အတန်အိုလေပြွန်လေအိတ်အဆုံနဲ့ကလတ်ကကြွက်သားတို့ပဲဖြစ်တယ်။သူ့ရဲ့လုပ်ငန်းလေးကတော့အောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဖလှယ်ခြင်းပဲဖြစ်ပါတယ်။ကဲနောက်ထပ်အင်္ဂါအဖွဲ့စည်းလေးကတော့အယိုးညံအင်္ဂါအဖွဲ့စည်းဖြစ်တယ်။သူ့ရဲ့ပါဝင်တဲ့အင်္ဂါလေးတွေကတော့တချို့အယိုးမအယိုးနုအစစ်အယိုးကျွတ်သားတို့ပဲဖြစ်တယ်။လုပ်ငန်းအနေနဲ့ဆိုရင်တော့သူကတော့ခန္ဓာကိုယ်ကိုထောက်ကမ်းပေးခြင်းပဲဖြစ်ပါတယ်။ ကဲနောက်ထပ်အင်္ဂါအဖွဲ့စည်းလေးတစ်ခုကတော့သွေးလက်အင်္ဂါအဖွဲ့စည်းပဲဖြစ်ပါတယ်။သူမှာပါဝင်တဲ့အင်္ဂါလေးတွေကတော့နှလုံး၊သွေး၊သွေးကြောများနဲ့နှလုံးကြွက်သားတို့ပဲဖြစ်ပါတယ်။သူ့ရဲ့လုပ်ငန်းလေးကတော့ရေ၊အောက်ဆီဂျင်၊ကာဗွန်ဒိုင်အောက်ဆိုက်နဲ့အစာအာဟာရများကိုပို့ဆောင်ခြင်းပဲဖြစ်တယ်။ကဲနောက်ထပ်တစ်ခုကနောက်ထပ်အင်္ဂါအဖွဲ့စည်းလေးတစ်ခုကတော့အစာချေအင်္ဂါအဖွဲ့စည်းပဲဖြစ်တယ်။သူ့ရဲ့ပါဝင်တဲ့အင်္ဂါလေးကတော့ပဇက် ကတွင်လေချောင်းအစာရည်မျိုးအစာအိမ်အသည်သဲကျဲအိမ်မုတ်ချိုအိမ်ဆိုတဲ့ပန်ကရီးယားပြီးဟိုအရှိပိုင်းဟိုအနောက်ပိုင်းနဲ့စအုပ်ဝါတို့ပဲဖြစ်တယ်။ကဲလုပ်ငန်းအနေနဲ့ကတော့အစာချေခြင်းအာဟာရဆုပ်ယူခြင်းခြေဖြတ်ပြီးတော့မလိုအပ်တဲ့အရာတွေကိုဆုတ်ထုတ်ခြင်းပဲဖြစ်တယ်။ကဲနောက်ထပ်အင်္ဂါအဖွဲ့စည်းလေးကတော့ကြွက်သားအင်္ဂါအဖွဲ့စည်းပဲဖြစ်တယ်။သူ့မှာပေါင်းတဲ့အင်္ဂါတွေကတော့အယိုးညံ့ ချောမွေ့ကြသားတွေပဲဖြစ်တယ်။သူရဲ့လုပ်ငန်းလေးကတော့ရင်းလျားခြင်းပဲဖြစ်ပါတယ်။နောက်ထပ်အင်္ဂါအဖွဲ့စည်းလေးတစ်ခုကတော့အညစ်အကျဉ်းဆုံးအင်္ဂါအဖွဲ့စည်းပဲဖြစ်တယ်။သူ့မှာပါဝင်တဲ့အင်္ဂါတွေကတော့ကြောက်ကန်စီးပြွန်စီးရိတ်။သူ့ရဲ့လုပ်ငန်းလေးကတော့အညစ်အကျဉ်းကိုဆွတ်ထုတ်ခြင်းပဲဖြစ်တယ်။ကဲနောက်ထပ်တစ်ခုနောက်ထပ်အင်္ဂါအဖွဲ့စည်းလေးတစ်ခုကတော့မြို့ပွားအင်္ဂါအဖွဲ့စည်းပဲဖြစ်တယ်။သူ့မှာပါဝင်တဲ့အင်္ဂါတွေကတော့ဝေးစီတုပ်ပုတ်ပြွန် တုတ်တူအေလိန်တန်ဥအေဥပြုံပိန်နဲ့မွေးလန်းကြောင်းဆိုတဲ့ယောနီလိုပဲဖြစ်တယ်သူရဲ့လုပ်ငန်းလေးကတော့မျိုးပွားခြင်းပဲဖြစ်တယ်ကဲနောက်ထပ်တစ်ခုနောက်ထပ်အင်္ဂါအဖွဲ့စည်းလေးတစ်ခုကတော့အရေပြားအင်္ဂါအဖွဲ့စည်းပဲဖြစ်တယ်သူ့မှာပါဝင်တဲ့လုပ်ငန်းလေးတွေကတော့အရေပြားလက်သေးအမွေအစီနဲ့ချွဲကလင်းတို့ပဲဖြစ်တယ်သူ့ရဲ့လုပ်ငန်းလေးကတော့အာယုံခံစားခြင်းနဲ့ကာကွယ်ခြင်းပဲဖြစ်ပါတယ် ကဲဒါကတော့ဒီချေကတားတို့သမီးတို့ကိုဒီချေတို့လူရဲ့အင်္ဂအဖွဲ့စည်းလေးတွေအကြောင်းနဲ့လုပ်ငန်းလေးတွေကိုဒီချေကတားတို့သမီးတို့ရှင်းပြပေးတာပဲဖြစ်တယ်နော်ကဲဒါဆိုရင်တားတို့သမီးတို့နားလည်မယ်လို့ထင်တယ်ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းတစ်ကလေးကိုသွားရအောင်လုပ်ငန်းတစ်ကလေးကတော့တားတို့သမီးတို့ရဲ့အကြောင်းသုံးဖက်စာအုပ်မှာပါတဲ့စာမျက်နှာ23ကပုံ1 1 3လေးကိုကြည့်ပေးနော်ကဲအဲ့တော့လုပ်ငန်း1အုပ်စုလိုက်ဆွေနှွေးဖြေဆိုပါ အောက်ပါပုံနှစ်တက်သုံးပါဆိုရင်ပေးထားတဲ့ အင်္ဂါများရဲ့အမည်တွေကို ဖော်ပြပါ ထိုအင်္ဂါများကို လူခန္ဓာကိုရှိသက်ဆိုင်ရာနေရာတွင်ထည့်ပါသူကတော့ဥမာပြရတဲ့ဥမာတက်ဆိုရင်တော့အုံနှောက်ပေါ့ကဲဒါဆိုရင်ဒီမှာပုံလေးတွေပေးထားတယ်ကဲဒီဘက်မှာလူပုံလေးပေးထားတယ်အဲ့ဒီမှာတအားသမီးတို့ကမှန်အောင်နေရာမှန်အောင်ထည့်ပေးမယ်နော် ကဲဒါကတော့ပုံနှစ်တဲ့သုံးလူရဲ့ကိုရင်းအင်္ကာများနဲ့တင်နေရလေးပဲဖြစ်တယ်ကဲအဲ့တော့သူကဥမာတစ်အုံနောက်လို့ပြထားတယ်ကဲဒီဟာလေးရောနံပါတ်နှစ်ကလေးရောဘာဖြစ်မလဲဟုတ်တယ်နံပါတ်နှစ်ကလေးကအစိုးဟုတ်ပြီနံပါတ်သုံးနေရာလေးရောကဲစဉ်းစားကြည့်ပါဦးဘာဖြစ်မလဲဟုတ်တာဗောနှလုံးဖြစ်မယ်ကဲနံပါတ်၄နံပါတ်၄နေရာဘာဖြစ်မလဲဟုတ်တယ်နံပါတ်၄နေရာကဦးဟုတ်ပြီနံပါတ်၅နေရာလေးရောစဉ်းစားကြည့်ပါဦး ဟုတ်တယ်နံပါတ်5နေရာလေးကအသင်းနံပါတ်6ဟုတ်တယ်နံပါတ်6နေရာလေးကအစာရင်နံပါတ်9ကလေးရောဟုတ်တယ်နံပါတ်9နေရာလေးကတော့ကြောက်ကက်ဖြစ်တယ်နော်ကဲဒါဆိုရင်တောက်သမီးတို့ရမယ်ထင်တယ်အဲ့သမီးတို့လုပ်ငန်းတစ်ကလေးကိုဆက်ပြီးကြည့်မယ်နော်အဲ့တော့လုပ်ငန်းတစ်ကလေးကတော့တအားသမီးတို့ရဲ့အကြောင်း၃ဖတ်စာအုပ်မှာပါတယ်စာမျက်နှာ23က ပုံနှစ်တလေးရဲ့ပုံလေးကိုကြည့်ပြီးเนาะပုံနှစ်တလေးလူရဲ့ကိုရင်းအင်္ဂါများ ਨੇ တင်နေရတဲ့ပေးထားတယ်เนาะကဲဒါဆိုရင်ဒီကျတော့လုပ်ငန်းနှစ်အော်စုဖွဲ၍ဆွေးနွေးဖြေဆိုပါ အောက်တွင်ဖော်ပြထားတဲ့ပုံနှစ်တလေးမှအင်္ဂါများကိုအညွန်းတက်၍ဖြေဆိုပြီးမြည်သည့်အင်္ဂါအဖွဲ့အစည်းတွင်ပါဝင်သည်ကိုတည်းရေးပါတဲ့ ကဲကြည့်ပါဦးပုံလေးပေးထားတယ်တစ်ကဘာဖြစ်မလဲစဉ်းစားကြည့်ပါဦးဟုတ်တယ်တစ်ကအုံနောက်ထွက်နပ်ကြောများဟုတ်ပြီနှစ်ကလေးဟာရောဟုတ်တယ်ကြောရိုးထွက်နပ်ကြောများဖြစ်တယ်ကဲနံပါတ်3အောင်ဘာဖြစ်မလဲဟုတ်တယ်နံပါတ်3ကအုံနောက်နံပါတ်4ဟုတ်ပြီနံပါတ်4ကကြတော့ကြောရိုးနပ်ကြောမှပဲဖြစ်တယ်အဲ့တော့သူ့ကိုကြည့်လိုက်ပါအဲ့တော့သူ့မှာပေါင်ဝင်တဲ့အင်္ဂါတွေကဘာတွေဖြစ်လဲဆိုတော့သူ့ရဲ့ ဖွဲ့စည်းတဲ့ပါဝင်တဲ့အင်္ဂါအဖွဲ့စည်းကဘာဖြစ်မလဲထင်လဲဟုတ်တယ်နံပါတ်5ကတော့အာယုံကျော်အင်္ဂါအဖွဲ့စည်းပဲဖြစ်တယ်ကဲဒါဆိုလို့ရှိရင်တော့တီချယ်တို့ကလုပ်ငန်း၃လေးကိုဆက်ပြီးတော့ကြည့်ရအောင်နော်လုပ်ငန်း၃။အောက်ပါပုံ1.5ကိုကြည့်ွေးတဲ့ပေးထားတဲ့အင်္ဂါအဖွဲ့စည်းများကိုတင့်လျော်သောပုံကောင်းစင်တက်ပေးပါတဲ့ ကဲနံပါတ်1ရဲ့ပုံလေးကိုကြည့်ပါအောင်ဘာပုံဖြစ်မလဲဟုတ်တယ်အယိုးညံအင်္ဂါအဖွဲစီပဲဖြစ်တယ်ဟုတ်ပြီနံပါတ်2ပုံလေးကိုလည်းတစ်ချက်ကြည့်ပါအောင်ဘာပုံဖြစ်မလဲဟုတ်တာပေါ့ကြွက်သားအင်္ဂါအဖွဲအစီကဲနံပါတ်3ရောဟုတ်တယ်အစာချင်းအင်္ဂါအဖွဲအစီနံပါတ်4ပုံလေးကရောဟုတ်တယ်အညစ်အကြေးစွန်းအင်္ဂါအဖွဲအစီကဲနံပါတ်5ပုံလေးကိုလည်းကြည့်ကြည့်ပါအောင်ဘာပုံဖြစ်မလဲ ဟုတ်တာပေါ့အသက်ရှူအင်္ဂါအဖွဲ့စည်းပုံလေးပဲဖြစ်တယ်။နံပါတ်6ကရောဟုတ်တယ်။နံပါတ်6ပုံလေးကတော့အာယုံကျော်အင်္ဂါအဖွဲ့စည်းနံပါတ်9ကရောစဉ်းစားကြည့်ပါဦး။ဟုတ်တာပေါ့သွေးလက်အင်္ဂါအဖွဲ့စည်းပဲဖြစ်တယ်။ဒါကတော့ပုံ115ကလူခန္ဓာကိုယ်ရဲ့အင်္ဂါအဖွဲ့စည်းအမျိုးမျိုးပုံလေးတွေပဲဖြစ်တယ်နော်။ဒါဆိုရင်တကယ်လို့အဓိကချက်ကလေးကိုကြည့်ရအောင် ဒီကချက်များအဲ့တော့လူရဲ့အင်္ဂါအဖွဲ့စည်းတွေဟာတဲ့အင်္ဂါတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့မှဖြစ်ပေါ်လာတယ်အဲ့တော့လူခန္ဓာကိုယ်မှာဆိုလို့ရှိရင်တော့အရေးကြီးတဲ့အင်္ဂါအဖွဲ့စည်းအမျိုးမျိုးရှိပြီးတော့မှသက်ဆိုင်တဲ့လုပ်ငန်းတွေကိုပူးပေါင်းလှုပ်ဆောင်ကြပါတယ်ကဲဒါဆိုရင်တကယ်လို့လူရဲ့အင်္ဂါအဖွဲ့အစည်းများဆက်သွယ်ပုံကိုဆက်ပြီးသွားမယ်နော်အဲ့တော့ အင်္ဂါအဖွဲ့အစည်းတစ်ခုစီ၌လုပ်ငန်းအသီးသီးရှိတယ်။အဲ့တော့ထိုအင်္ဂါအဖွဲ့အစည်းတွေဟာအချင်းချင်းဆက်သွယ်နေကြပြီးတော့မှရင်းနှုံးနဲ့သက်ဆိုင်တဲ့လုပ်ငန်းအလုံးကို ပုံမှန်လှုပ်ဆောင်ကြတယ်။ဥပမာအနေနဲ့ဆိုရင်တော့နံပါတ်1သွေးလဲ့နဲ့အသက်ရှူအင်္ဂါအဖွဲ့စီနံပါတ်2အစာချေနဲ့သွေးလဲ့အင်္ဂါအဖွဲ့စီနံပါတ်3ကကြတော့အရေပြားနဲ့အာယုံကျောအင်္ဂါအဖွဲ့စီ၄ကအရိုးညံ့နဲ့ကြွက်သားအင်္ဂါအဖွဲ့စီ အဲ့မှာမှတချို့တို့အရင်ပြားနဲ့အာယုံကျော်အခွဲစီဆက်တဲ့ပုံလေးကိုတချို့ရှင်းပြပေးပါမယ်အဲ့တော့အရင်ပြားဟာဆိုလို့ရှိရင်တော့တချို့တို့ခန္ဓာကိုယ်ကို ထိခိုက်မှုနဲ့ယောဂါပုံးမွားများဝင်ရောက်ခြင်းနေပူလောင်ခြင်းဖြင့်တရှုများပျက်စီးခြင်းဟုတ်ပြီရင်များဆုံးရှုံးခြင်းကိုကာကွယ်ပေးခြင်းနဲ့အပူချိန်ကိုထိန်းချိန်ပေးခြင်းတို့ဟာတချို့ကလောက်ဆောင်ပေးတယ်အဲ့တော့အရင်ပြားအင်္ဂါအခွဲစီဟာဆိုလို့ရှိရင်တန်ပေါင်းများစွာသောနတ်ကြောများရဲ့အဆုအဝေးဖြစ်ပြီးတော့မှ ဖိတွေ့ခြင်းဖိအားနဲ့နာကျင်ခြင်းတို့ကိုတုံ့ပြန်နိုင်စွာရှိတယ်။အဲ့တော့အာယုံကျော်အင်္ဂါအဖွဲ့စည်းမှာဆိုလို့ရှိရင်တော့ဘဟုနပ်ကျော်အဖွဲ့နဲ့အစွန်းနပ်ကျော်အဖွဲ့တွေပါဝင်တယ်။အဲ့တော့ဘဟုနပ်ကျော်အဖွဲ့မှာဆိုလို့ရှိရင်တော့အုံနောက်နဲ့ကျော်ယိုးနပ်ကျော်မတို့ပါရှိပြီးတော့မှခန္ဓာကိုယ်မှလှုံ့ဆော်မှုကိုလက်ခံပြီးတော့မှတုံ့ပြန်ရန်ညွှန်ကြားပေးခြင်းတို့သူကဆောင်ရွက်တယ်။အဲ့တော့အစွန်းနပ်ကျော်အဖွဲ့မှာဆိုလို့ရှိရင်တော့အုံနောက်ထွက်နပ်ကျော်ကျော်ယိုးထွက်နပ်ကျော်နဲ့ အလိုလျောက်နှကြောအဖွဲတို့ပါဝင်တယ်အစုံနှကြောအဖွဲမှာဆိုလို့ရှိရင်တော့အာယုံကြောအားလုံးပါဝင်ပြီးတော့မှအုံနောက်ကနေပြီးတော့မှသတင်းအချက်အလက်တွေကိုကြံခန္ဓာကိုအဖွဲစည်းအားလုံးတို့သတင်းပို့ပေးတယ်ဥပမာအနေနဲ့ဆိုရင်တကယ်လို့ပေအက်နဲ့ထိုးမိတဲ့အခါမှာနာကျင်နဲ့လှုံ့ဆော်မှုကိုတကယ်လို့အာယုံခံနှပ်ဆဲဟာဘဟုနှပ်ကြောအဖွဲကို နော်တကယ်လို့သတင်းပေါ့ခန်းစားမှုသတင်းကိုပို့ပေးတယ်အဲ့တော့မှတဆင့်တုံ့ပြန်နှပ်ဆဲဟာကြက်သားနဲ့အယိုးအဖွဲကို ုံပြန်မှုပြုလုပ်ရန်ပေါ့နော်တုံပြန်မှုလုပ်ရန်သတင်းကိုပို့ပေးတဲ့အတွက်ကြောင့်ရုတ်တရက်နောက်နောက်ကိုနော် တကယ်ရုတ်တရက်နောက်တို့လက်ကိုဆုတ်လိုက်ပါတယ်တဲ့အဲ့ဒါကတော့တာဝသမီးတို့ပုံ216ကာကြီးနဲ့ခါဝဲပုံတာဝသမီးတို့ရဲ့အကြောင်းသုံးဖတ်စာရဲ့စာမျက်နှာ26မှာရှိတယ်နော်အဲ့ဒီပုံလေးကတော့အေးပြားအဖွဲစည်းနဲ့အာယုံရောအဖွဲစည်းတို့ရဲ့ဆက်သွယ်ပုံလေးကိုပေးထားရပဲဖြစ်တယ်ကဲအဲ့တော့ပုံကာကြီးလေးကိုကြည့်ပေးပါအဲ့ဒါတာဝသမီးတို့ရဲ့အေးပြားအဖွဲစည်းပေါ့သူ့မှာပါတာက အမွေးပါမယ်အရေပြားရဲ့အပေါ်ရန်လွာပြီးရင်နပ်အမြင်ပြီးရင်အစီဆဲချွေးကလင်းနဲ့အမြင်ပြုတ်ဆဲလေးပါတယ်ဒီဘက်အခဝဲပုံလေးကတော့တကယ်တို့ကအာယုံကျော်အင်္ဂါအဖွဲစီရဆက်သွယ်ပုံလေးပေါ့အဲဒီမှာမှတကယ်တို့ဘာပါမလဲဆိုလို့ရှိရင်တော့တကယ်တို့ခုနကတော့ပင်ရက်နော်ပင်ရက်ကလေးထိုးမိသွားတဲ့အချိန်မှာနော်ဖြစ်သွားတယ်ဟာဆိုတော့လှုပ်ဆော်မှုကိုပေးတဲ့ပင်ရက်ပါမယ်ပြီးရင်အာယုံခံနပ်ပြီးတုံ့ပြန်နပ်နဲ့ နောက်ဆုံးမှာတော့တကယ်လို့ဘဟုနပ်ကြောအဖွဲမှာရှိတဲ့ကြောရိုးနပ်ကြောမာတွေရှိကိုရောက်ပြီးတော့မှသတင်းပို့တာပေါ့နော်။ကဲဒါလေးကိုပေးထားတာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တကယ်လို့ဒီလုပ်ငန်းတစ်ကလေးကိုဆက်ပြီးတော့ကြည့်ရအောင်နော်။အဲ့တော့ပူသောရေခွက်ထဲကိုတကယ်လို့လက်နဲ့ထိလိုက်တဲ့အခါမှာတဲ့လက်ကိုချက်ချင်းယုတ်လိုက်ခြင်းသည်မြည်သည့်အင်္ဂါအဖွဲစည်းဆက်သွယ်လှုပ်ဆောင်ချက်ဖြစ်သည်ကိုရှင်းပြပေးပါ ပြီကဲဒါဆိုရင်ဒီချက်တို့အဖြစ်ပြောကြည့်ရအောင်နော်အဲ့တော့ပူတဲ့ရေကွက်ထဲကိုဒီချက်တို့လက်နဲ့ထိလိုက်တဲ့အခါမှာလက်ကိုချက်ချင်းယုတ်လိုက်တဲ့အခါမှာတဲ့ဒီချက်တို့အာယုံကြောအင်္ဂါအဖွဲစည်းနဲ့အရေပြားအင်္ဂါအဖွဲစည်းဆက်သွယ်လှုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူရဲ့အရေပြားအဖွဲစည်းဟာတဲ့နော်လူရဲ့ရေပြားအင်္ဂါအဖွဲစည်းဟာဆိုလို့ရှိရင်နက်ကြောတန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားပြီးတော့မှထိတွေ့ခြင်းကိုသူကတုံ့ပြန်နိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်ကဲတာဝန်သမီးတို့လုပ်ငန်းတစ်ခုလေးကိုဆက်ပြီးကြည့်ရအောင်ပုံနှစ်တက်ခွန်လေးကိုကြည့်ပေးပါဒါကတာဝန်သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာ26မှာရှိရယ်နော်အဲ့တော့အောက်ပါဖော်ပြထားတဲ့အဖြေတွေကိုပုံနှစ်တက်ခွန်ရဲ့သက်ဆိုင်ရာကွက်လတ်မှာဖြည့်ဆွတ်ပေးပါအဲ့တော့ကာကြီးအသက်ရှူအင်္ဂါအဖွဲစီခါခွေအစာချေအင်္ဂါအဖွဲစီကငယ်သွေးလက်အင်္ဂါအဖွဲစီကာကြီးအောက်ဆီဂျင် ကဲ तू อ่ะပေးထားတယ်အဲ့တော့တအားသမီးတို့ပုံလေးကိုကြည့်ပြီကဲဟုတ်ပြီဒါဆိုရင်ဒီချေတို့တက်ဆိုင်ရာကွက်လက်မှာဖြည့်ဆွဲကြည့်ရအောင်အဲ့ဒီပုံလေးကတော့အင်္ဂါအဖွဲစည်းများအပြန်အလှန်ဆက်တဲ့ပုံလေးကိုပေးထားတာပဲဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီချေတို့နံပါတ်1ကဘာဖြစ်မလဲ ဟုတ်တယ်နံပါတ်1က तू อ่ะခြေပြီးအစားစားလို့အောက်မှာပေးထားတယ်ဆိုတော့တီချယ်တို့တွေကနံပါတ်1ကတော့အစားချင်းအင်္ဂါအဖွဲ့စည်းဖြစ်မှာပေါ့ကဲဟုတ်ပြီအဲ့ဒီမှာတီချယ်တို့ဆက်ပြီးတော့သွားရအောင်ကဲဟုတ်ပြီနံပါတ်2ရဲ့ကွက်လက်ကလေးကိုကြည့်ပါအောင်ဘာဖြစ်မလဲဟုတ်ပြီနံပါတ်2ရဲ့ကွက်လက်ကလေးကိုမကြည့်ငါဒီဘက်ကပေးထားတဲ့အဖြေလေးတွေတစ်ချက်ကြည့်မယ်နော်ငါးကတော့အောက်ဆီဂျင်နဲ့ခြေဖြတ်ပြီးအစားအစာများလို့သူပေးထားတယ်အဲ့တော့တီချယ်တို့တွေကဟိုမှာနော်နံပါတ်1မှာကတီချယ်တို့ခြေပြီးအစားအစာလို့ထည့်ပေးသွားပြီဆိုတော့ ဒီမှာနံပါတ်5လေးမှာအောက်ဆီဂျင်နဲ့ခြေဖြတ်ပြီးအစားစားဆိုတော့နံပါတ်2ရဲ့အဖြေလေးကဘာဖြစ်မှာလဲဟုတ်တာဗောအောက်ဆီဂျင်တို့နေတော့အောက်ဆီဂျင်ကဲဟုတ်ပြီနံပါတ်3လေးရောနံပါတ်3လေးလည်းတစ်ချက်ကြည့်ပါဦးနံပါတ်3လေးမှာကွက်လက်ကလေးမှာအောက်မှာသူပေးထားတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကာဗွန်ဒိုင်အောက်ဆိုက်ပြင်ခန္ဓာကိုယ်အားလုံးဆိုပြီးတော့မြားလေးကဘာဖြစ်လဲဟမ်လှည့်ပတ်နေတဲ့ပုံလေးပေါ့နော် rotate ပုံလေးပေးထားတယ်ဆိုတော့တချို့တို့ဘာဖြစ်မှာထင်လဲဟုတ်တာဗောအဲ့တော့အသက်ရှူအင်္ဂါအဖွဲစည်းလေးဖြစ်တယ်ကာကြီးအသက်ရှူအင်္ဂါအဖွဲစည်းကိုထည့်ရမယ်နော် ကဲဟုတ်ပြီအဲ့တော့နံပါတ်၄လေးကတော့တချို့တစ်ခုပဲကြံတော့တယ်ဆိုတော့နံပါတ်၄လေးရဲ့အဖြေကတော့ဂငယ်ဆိုတဲ့သွေးလက်အင်္ဂါအဖွဲ့စည်းပဲဖြစ်တယ်ကဲဒါဆိုရင်တအားသမီးတို့ရမယ်ထင်တယ်နော်ကဲတကယ်လို့အဓိကချက်ကလေးကိုဆက်ပြီးတော့ကြည်အောင်နော်အဲ့တော့အဓိကချက်များအဲ့တော့အင်္ဂါအပွဲစည်းတစ်ခုစီ၌အဓိကလုပ်ငန်းတီးခြားစီရှိပြီးတော့မှအသက်ရှင်တန်မှုလုပ်ငန်းတွေကိုတဲ့ ုံမှန်အချင်းချင်းဆက်သွယ်ဆောင်ရွက်ကြပါတယ်အဲ့တော့အစာချင်းအင်္ဂါအဖွဲ့စည်းသွေးလက်အင်္ဂါအဖွဲ့စည်းနဲ့အသက်ရှူအင်္ဂါအဖွဲ့စည်းတို့ပူးပေါင်းပြီးတော့မှတချို့လုပ်ငန်းတွေကိုเนาะတချို့လုပ်ငန်းများအလုံးကိုအတူတကွပူးပေါင်းလှုပ်ဆောင်ကြပါတယ်ဤသင်ခန်းစာကိုတချို့သင်ယူပြီးတဲ့အခါမှာအောက်ပါအချက်လက်တွေကိုနားလည်တက်မြောက်သွားမှာပဲဖြစ်ပါတယ်ဘာတွေလဲဆိုတော့အမှုစီဝါတက်ရှိတွေကိုတချို့ကလိလာရလွယ်တဲ့လက္ခဏာရမြအရာအမျိုးအစားခွဲခြားတတ်မယ် ပြီးအပင်ဆဲနဲ့တရဝဆဲတွေရဲ့ဖွဲ့စည်းပုံနဲ့လုပ်ငန်းတွေကိုတခြားတို့ပေါ်ပြပြီးတော့မှနှိုင်းရှင်ဆန်းစစ်တမယ်။ပြီးဆဲများမှာတီရှူးအင်္ဂါအစိပ်ပိုင်းများ အင်္ဂါအဖွဲ့စည်းများနဲ့တခြားတို့ဖွဲ့စည်းပုံတွေရဲ့အမျိုးအမည်တွေကိုခွဲခြားသတ်မှတ်တမယ်။ပြန်အပင်ရဲ့အင်္ဂါအဖွဲ့စည်းများနဲ့ဆက်သွယ်ပုံကို သိရှိပြီးတော့မှခွဲခြားဖော်ပြတတ်မယ်။လူခန္ဓာကိုယ်ရဲ့အင်္ဂါ စိတ်ပိုင်းများပြီးအင်္ဂါအဖွဲ့စည်းများရဲ့ဖွဲ့စည်းပုံတို့ရဲ့အမျိုးအမည်တွေကိုခွဲခြားသတ်မှတ်တပြီးတော့မှရင်းနှုတ်အချင်းချင်းဆက်သွယ်ပုံကိုလည်းပေါ်ပြတတ်မှာပဲဖြစ်တယ်။ကဲဒါဆိုလို့ရှိရင်တချို့အခန်းနှစ်ကိုတချို့ပြန်လည်သုံးသပ်ကြည့်အောင်။အဲ့တော့တချို့သင်လိုက်တာအမှုစီဝါတက်ရှိများနဲ့ဆဲဖွဲ့စည်းပုံအဲ့ဒီမှာမှအမှုစီဝါတက်ရှိများရှိမယ်အပင်တရဝါအဲ့တော့အပင်နဲ့တရဝါမှာဆိုတော့မှတချို့ကဘာရှိလဲဆဲ tissue အင်္ဂါအင်္ဂါအဖွဲ့စည်းသူတို့အားလုံးကစူပေါင်းပြီးတော့လုပ်ဆောင်ကြတယ် အနုစီဝါသက်ရှိတွေမှာဆိုရင်တော့ဘက်တီးရီးယားပရိုတိုဇွာမိုးရင်းနှိသူတို့ကတော့အာဟာရပြုခြင်းကြီးထွားခြင်းရွေလျားခြင်းအသက်ရှူခြင်းအညစ်အကြေးစွန်ခြင်းလှုပ်ဆောင်မှုကိုတုံ့ပြန်ခြင်းမျိုးပွားခြင်းစတဲ့လုပ်ငန်းတွေလုပ်ဆောင်တယ်။ကဲအဲ့တော့မှတ်ချက်အနေနဲ့ဆိုရင်တော့ဗိုင်းရပ်ဗိုင်းရပ်ကမျိုးပွားခြင်းသာလှုပ်ဆောင်နိုင်ပြီးတော့မှ တရှိလက္ခဏာခုနှစ်ချက်နဲ့ तू ကမကိုက်ညီဘူးအဲ့အတွက်ကြောင့်အခြားတဲ့တရှိလက္ခဏာကောင်ရှိမှသာ तू ကဘာဖြစ်လဲဆဲအတွင်းသို့ဝင်ရောက်ပြီးမှသာ तू ကမျိုးပွားနိုင်တယ်တဲ့ကဲဒါဆိုရင်ဒီချေအခုတင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်းနှစ်ရဲ့အမှုစီဝါတရှိများနဲ့ဆဲဖွဲ့စည်းပုံကသင်ခန်းစာ၅တရှိများရဲ့တရှိများ အင်္ဂါများနဲ့အင်္ဂါအဖွဲ့စည်းများနဲ့အခန်းနှစ်ကိုပြန်လည်သုံးသပ်ခြင်းကိုတီချဲကတောင်းသမီးတို့ကိုရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်တီချဲနဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်